အာရခတက်တော်ထိန်ချုပ်ထားတဲ့မင်းပြမျိုးကိုနိုဝင်ဘာလ9ရက်ည7:00နာရီကျော်အချိန်ခန့်ကစစ်ကောင်မရှင်တက်လေကြောင်းတိုက်ခိုက်လို့9ဦးသေဆုံးပြီး9ဦးဒဏ်ရာရတော့ကြပါတယ်။အဲ့ဒီမင်းပြမျိုးမျိုးတေးရက်ွက်ကိုနိုဝင်ဘာလ9ရက်နေ့ညကစစ်ကောင်မရှင်တက်ရေရွှဲရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာပါ။အဲ့ဒါကြောင့်မင်းပြမျိုးမျိုးတေးရက်ွက်ကအသက်46နှစ်အရွယ်မောင်တန်ထင်းမင်းပြမျိုးအုတ်ကပြန်ရက်ွက်ကအသက်79နှစ်အရွယ်မခိုင်ဆန်းရွှေ အသက်၁၀နှစ်အရွယ်မတင်ကီကျော်မင်းမြမျိုးမှာစစ်ပေးချောင်နေတဲ့မြေပုံမျိုးနေအလီကျွမ်းရော်ကအသက်၅၃နှစ်အရွယ်ဦးဦးမောင်တန်းနဲ့တာဖြစ်သူ အသက်30အရွယ်ကိုတန်းမောင်ထေးတိတ်ဆုံးသွားကြပါတယ်။အဲ့ဒီအပြင်မင်းမြမျိုးမျိုးတိရက်ကွက်ကအသက်၁၂နှစ်အရွယ်မောင်မင်းဟိန်ဆိုအသက်82နှစ်အရွယ်ဦးစံသိန်းအသက်89နှစ်အရွယ်ဒေါ်ကြည်ကြည်အသက်25နှစ်အရွယ်မတ်တဇင်တွင်နဲ့ အသက်32နှစ်အရွယ်မညွညူအေးမင်းပြမျိုးဥက္ကပြင်ရက်ွက်က အသက်19နှစ်အရွယ်မောင်မြင့်ဆိုမင်းပြမျိုးနေဆင်ကြီးပြင်ရောက အသက်18နှစ်အရွယ်မဦးခိုင်ဝင်းမြေပြုံမျိုးနေတရရှောင်းရောက အသက်24နှစ်အရွယ်မဝင်းဝင်းဆိုပေါတော်မျိုးနေကံမြင့်ရောကအသက်49နှစ်အရွယ်ဒေါ်နုဝင်ခိန်တန်ရရတော်ကြပါတယ်အဲ့ဒီလေကြောင့်တက်ခိုက်မှုကြောင့်အရသာပြည်သူတွေတည်ဆုံတန်ရရတော်ကြတယ်လို့ လူနေအိမ်အုံဆောင်လေးပြိုကျပျက်စီးသွားခဲ့ပါတယ်